မင်္ဂလာပါခင်ဗျာ ကျွန်တော်ရဲ့မိတ်ဆွေများကိုအိုးပိုင်အိမ်ပိုင်အမြန်ဆုံးရရှိစေနိုင်သောရရာနီးလေးတစ်ခုကြောင်းကိုဝေးမြပေးမှာဖြစ်ပါတယ်အိုးပိုင်အိမ်ပိုင်ရဖို့ဆိုတာဟာတာမန်လက်လုတ်လက်စားလူဒန်းစားတွေအနေနဲ့ရတော့ပြောသလောက်ကြီးအရင်မလွယ်ဘူးလွန်းလာပါဘူးဒါပေမဲ့လည်းကျွန်တော်အခုပြောပြမယ့်ရရာလေးကိုအပတ်စဉ်အပတ်စဉ်ပြုလုပ်သွားခြင်းအဖြစ်တစ်နှစ်အတွင်းမှာတော့လည်းကောင်းနှစ်နှစ်အတွင်းမှာတော့လည်းကောင်းတိတ်မွေးလာတဲ့အချိန်ကာလအတော်အတွင်းမှာ မိမိတို့ရဲ့အိုးပိုင်းအိုးပိုင်းပေါ့နော်အိုးအိမ်လေးကိုရရှိဖို့ရာအခွင့်လန်းကောင်းလေးတွေအထောက်ပံ့ကောင်းလေးတွေရရှိလာစေနိုင်ပါတယ်ထို့တူပဲနော်အိမ်ငါဆိုင်ငါနေရာထိုင်ခင်းရှာဖွေနေတဲ့သူတွေအတွက်ဆိုရင်လေကျွန်တော်ခုပြောပြမယ့်ခြေရာလေးကိုအပတ်စဉ်တစ်ပတ်နှစ်ပတ် သုံးပတ်လောက်ပြုလုပ်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါနေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စအဲ့ဒါအဆင်ပြေသွားပါလိမ့်မယ်ပြုလုပ်ကြည့်ပါပြုလုပ်ကမှာကတော့မိမိတို့အိမ်ရဲ့ အရှိတောင်တောင်အရက်မှာရှိတဲ့ဘိုးရီညောင်မင်းကိုတွားပြီးတော့အဲ့မှာရေတရတွားလို့ရပါမယ်။မိမိတို့လက်ရှိလက်တလုံးနေနေတဲ့အိမ်ပေါ့နော်။အဲ့ဒီနေနေတဲ့အိမ်ရဲ့အရှိတောင်ရက်မှာရှိတဲ့ဘိုးရီညောင်မင်းရှိရအောင်တွားပါ။တွားတဲ့အခါမှာအိမ်ကနေပြီးတော့မှလူပွဲပစ္စည်းပစ္စည်းအဖြစ်နဲ့ကောင်းချင်းပေါင်းကိုယူသွားပါ။အဲ့ဒီဘိုးရီညောင်မင်းကိုရောက်ပြီးဆိုလို့ရှိရင်အဲ့ဒီဘိုးရီညောင်မင်းရဲ့အောက်ပေါ့တောင်ဘက်အရက်ကနေပြီးတော့မှအဲ့ဒီဘိုးရီညောင်မင်းကိုရေကူးကွယ်ညောင်ရီတွန်းတော့လိုက်ပါ။ ရေကူးကွက်ညောင်ရီသွန်းလောင်းပြီးသွားရင်မိမိတို့အိမ်ကနေပါလာတဲ့လှူပွဲပစ္စည်းဖြစ်တဲ့ကောင်းချင်းပေါင်းကိုလှူရပါမယ်။ဘသူ့ကိုလှူအောင်မလဲဆိုတော့အဲ့ဒီညောင်မင်ကိုအမိပြုပြီးတော့ဗိမှန်ဖွဲ့နေတဲ့အဖို့ရုပ်ခတီဝါရုပ်သွန်းနံမင်ကိုရီမှန်းပြီးတော့ကောင်းချင်းပေါင်းလှူရပါမယ်။လှူပြီးတော့လှူပြီးတဲ့အခါမှာမိမိတို့အနေနဲ့အိုးပိုင်းအိမ်ပိုင်းအမြန်ဆုံးရဖို့နော်။ကူညီဖို့ရအဲ့ဒါအဖို့စီမှာတိုင်ကြပါဆူတောင်းပါနော်။အဲ့လိုဆူတောင်းတဲ့အခါမှာ ကိုယ့်ရဲ့ဘာကြီးတယောက်ကိုယ့်ရဲ့အဖိုးတယောက်ရဲ့စီမှာနော်မဖိုးတောင်းသလိုမျိုးတွတ်တွတ်နဲ့ထက်ခါထက်ခါနဘူးနဇာတိုက်ပြီးတော့တောင်းပါအဲ့ဒါမကြခင်မှာပဲမိတ်ဆွေတို့အနေနဲ့အိုးပိုင်အိမ်ပိုင်အမြန်ဆုံးရရှိစေဖို့ရာနော်အခွင့်အလမ်းကောင်းလေးတွေအထောက်ပံ့ကောင်းလေးတွေရရှိလာပါလိမ့်မယ်နော်အိုးငါနော်အိမ်ငါဆိုင်ငါအတွက်ဆိုရင်လည်းအဲ့ဒါလေးသွားပြီးတော့လုပ်ပါတစ်ပတ်နှစ်ပတ်သုံးပတ်အတွင်းမှာပဲအဲ့ဒါအိမ်ငါဆိုင်ငါနဲ့ပတ်သက်ပြီးတော့အဆင်ပြေသွားပါလိမ့်မယ်ကြည့်ဒါကတော့ကျွန်တော် မိတ်ဆွေတို့ကိုမေတ္တာလက်ဆောင်เนาะအိုပန်အိမ်မန်ရဖို့ရရေရာလက်ဆောင်တွေဝေမျှပေးလိုက်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့ထိုက်အောင်ရှင်ဖြစ်ပါတယ်အဘဆရာကြီးမင်းသိန်းခါရဲ့တပည့်ရင်းတူလည်းဖြစ်ပါတယ်အချို့မိတ်ဆွေများအနေနဲ့ကျွန်တော်စီမှာဆက်သွယ်ပြီးတော့ဗီဒီယိုမြင်ကြပါတယ်ဆိုရင်လဲကျွန်တော်ရဲ့ profile အောက်ကဘိုင်းအိုမှာကျွန်တော်ရဲ့ဖုန်းနံပါတ်ကလေးတင်ပေးထားပါတယ်အဲ့ဒီဖုန်းနံပါတ်ကိုမှ Viber တွေကနေပြီးတော့မှကျွန်တော်ကိုစာလာဖို့ဆက်သွယ်ပြီးတော့ကျွန်တော်စီမှာဗီဒီယိုမြင်ကြတဲ့ပါဆိုရင်လဲမေးမြန်းနိုင်ပါတယ်ခင်ဗျာ